ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဘီနာကောင်းအောင်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ခုလောက်ဆိုရင်ဖြင့်လွတ်လပ်ရသွားတဲ့တော့ဝူခုံးကြီးကပျော်နေလောက်ပြီပေါ့လို့ဇာဟုချင်းကိုပြောနေခဲ့ပါတယ်။အဲဒီကဇာဟုချင်းကအခုဘိုက်စာနေတဲ့ဆရာတော်ကိုဘယ်သူကစီစဉ်ပေးမှလဲဆိုပြီးတော့ပါကျဲကိုပြန်မေးလိုက်ပါတယ်။ပါကျဲကတော့သူရှာပေးမှပေါ့ဆိုပြီးတော့ထွက်သွားခဲ့ပြီမေ။လမ်းရောက်တဲ့အခါမှာဘယ်နေရာမှာဘာရှာမှလဲဟာဆိုပြီးတော့ရောင်ပေပေဖြစ်နေခဲ့ပါတယ်။ပိုင်ကြီးလုံးတဲကရှောက်သွားနေတဲ့ပါကျဲကချော်လဲလိုက်ပြန်ထားလိုက်နဲ့ရှောင်းရင်းနဲ့ဘောပန်းနေခဲ့ပေမဲ့အစာနဲ့တူတာဆိုလို့ဘာမှမတွေ့ပဲဖြစ်နေခဲ့ပါလေ ။စာအုပ်ချင်းကလည်းအစာရှာတာကြားနေချင်းကလည်းဒီလောက်ဝေးကြီးတွေအစာရှာနေတဲ့ပါကျဲကိုစိုးရင်လာပြီးတော့ရှားဖွေနေတော့မှဟောက်တန်ကြီးတန်ကိုကြားလိုက်တာကြောင့်ကြောက်တုံးခွဲကိုသွားကြည့်လိုက်တဲ့အခါမှာတော့ခွေးလိုဝက်လိုသုံးနေအောင်အိတ်နေတဲ့ပါကျဲကြီးကိုတွေ့လိုက်ရပါတော့တယ်။စာအုပ်ချင်းကပါကျဲကိုပိတ်စာလီလာနေပြီဆိုပြီးတော့နှိုးနေပြီမဲ့ပါကျဲကတုတ်တုတ်တောင်မလုပ်ခဲ့ပါဘူး။ဒါတော့မဲပါကျဲကိုစာအုပ်ချင်းကဲနေပေါပြီးနှိုးတော့မှပါကျဲကနိုးလာခဲ့ပြီးပယ်မလေးရန်သူတွေဆိုပြီးတော့ပြောကထလာခဲ့ပါတယ် စားဦးချင်းကဘယ်မှာလဲသွားချာတဲ့စားစရာဆိုပြီးတော့မေးတဲ့ခါမှာတော့အိုဒွန်အန်ဖြစ်နေပါကျဲကိုအစားမချာဘဲနဲ့လာအိတ်တယ်လို့ဆိုပြီးတော့အပြစ်တင်နေခဲ့ပါတယ်။ပါကျဲကအခုလိုအစားချာဦးမှာပဲအစားရဲ့တန်ဖိုးကိုနားလေခဲ့ပြီးတော့အကိုကြီးဆုံးကုန်းတရိယာမိပြီဆိုတဲ့အကြောင်းပြောလိုက်တဲ့ခါမှာတော့အခုတော့ဆုံးကုန်းမရှိတာကြောင့်အစားချာဖို့ကခက်ခဲနေပြီဖြစ်ကြောင်းကိုပါပါကျဲကဝန်ခံလိုက်ပါတော့တယ်။အားနဲ့မူဝေနဲ့ဆရာတော်ကညီညီထိုင်းမနေပဲနဲ့ဟိုလျှောက်ဒီလျှောက်ဟိုရိုင်းဒီရိုင်းနဲ့ဟိုမီဒီမီဖြစ်နေခဲ့ပါတယ်။ ဆရာတော်ကဖြူရီမွေတွေနဲ့ရင်ဆိုင်တွေ့ပြီးတော့တောင်ဆောင်တစ်ခုပေါ်ကတစ်ဖြက်ဖြက်လင်းနေအောင်တွေ့တဲ့အခါဘာမှမသိပဲဝမ်းသာအားရတက်သွားလိုက်ပါလေအဲလိုရှေလို့လည်းထပ်ပြီးတော့တွေ့အောင်မှာပါပါကျဲနဲ့ဝူကျင်းတို့ရောက်လာပြီးတော့ထားခဲ့တဲ့နေရာမှာဆရာတော်ကိုမတွေ့တော့တာကြောင့်စောစောကသူထွက်မလာခင်မှာရှိနေသေးကြောင်ဝူကျင်းကပြောပြီးတော့မင်းကြောင့်ငါကြောင့်လည်းနှစ်ယောက်သားပါကျဲဝူကျင်းပြန်လည်အပြစ်တင်နေကြပါတော့တယ်ပြီးတော့မှနှစ်ယောက်သားရှီဖို့ရှီဖို့ဆိုပြီးတော့အော်ဟစ်ကလိုက်လံရှာဖွေနေကြပါတော့တယ် ဇရာတော်ကတော့တန်လျက်ကိုရေထင်ရွှေသမင်းအလိုက်မှဝါဝါမြင်လိုက်ရွှေထင်ချုံချုံမြင်လိုက်ဥချသူဖြစ်နေတာကြောင့်ပြောင်ပြောင်တွေနားရောက်တိုင်းဥချဖို့ပြင်လိုက်တဲ့အခါမှာပြောင်ပြောင်တွေကနေပျောက်ပျောက်တွေဖြစ်သွားခဲ့ပြီးတော့မြားခေါ်ခန်းလိုက်ရပြီပဲဖြစ်ပါတယ်။နောက်တော့ဇရာတော်ဝင်ကဘာလိုတောင်ကြားတဲ့ကိုရောက်လာခဲ့ပြီးဟိုဘဲသွားမလို့ဒီဘဲသွားမလို့နဲ့မမအဆောင်ဇရာတော်ဖြစ်ကလမ်းပျောက်လို့နေပါတယ်။ဟိုဒီဒီရှောင်းနေတဲ့ဇရာတော်ထောင်ကျောက်လို့ကျွင်းတစ်ခုတည်းကိုကြာသွားခဲ့ပြီးတော့မိစားတကောင်ရဲ့တဟာဟာအိုအီတန် ခေါင်းဆောင်ဖြစ်သူကလည်းကြောက်စရာမျက်နှာကြီးလှုပ်ပြီးတော့တစ်ချိန်လုံးရည်နေခဲ့ပါလေ။နောက်တော့မိစားဖွဲ့ကလူရောင်ဖန်ဆင်းပြီးတော့ပြောပွဲရှင်ပွဲလှုပ်ပြီးတော့ကာခုံလို့နေကြပါလေ။မိစားမဟုရမြေဝေးရအေးရကနေထလာသလိုအဝေစားမလုံးမချုံတဲ့ဆရာတော်ကိုညူးတူးတူးတွေမထီတထီတွေကပြနေတာကြောင့်ဆရာတော်ကလည်းဝမီတော်ဖို့ဆိုပြီးတော့မျက်လုံးသာမှိတ်ထားခဲ့ပါလေ။မိစားမဟုရမကလည်းသူတလောက်ဖြားရောင်းနေတာအဲ့လီဖြားရောင်းနေတာတော့မှမဝယ်ဘဲနဲ့တုတ်တုတ်မလှုပ်တဲ့ဆရာတော်ကိုစိတ်တူလာပါလေ။ နောက်တော့သခင်မကြီးကြွချီလာပါပြီဆိုတော့အော်တန်နဲ့သူသခင်မက ရောက်လာပြီးတော့ဘုံကြီးတစ်ပါးမိထားတဲ့တရင်ရလာခဲ့တာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ကုသခင်ကြီးကဆရာတော်ကိုလှမ်းပြတဲ့ခါမှာသခင်မကဆရာတော်ကိုဖမ်းပြီးဘုံကိုမေးတဲ့အခါကုသခင်ကြီးကကြောက်ဆရာမျက်နှာနဲ့ထပ်ရီးလိုက်ပြန်ပြီးတော့ဆရာတော်ရဲ့အသားကိုသာလက်လက်ဆက်ဆက်စားလို့ရှိရင်အားလုံးကမတည်မျိုး immortality ဖြစ်ကြမယ်လို့ပြောလိုက်ပြီးတော့ဆရာတော်ကိုရေဆေးပေးဖို့သူ့ရဲ့တပည့်တွေကိုအမိန်ပေးလိုက်ပါတော့တယ်။ နောက်ပြီးဘုံကြီးသားကိုသူမိမနဲ့သူလက်လက်ဆက်ဆက်စားဖို့တော့အချင်းကောင်းကောင်းဖြော်ခိုင်းလိုက်ပါတယ်အမေသူကသူမူကားဆိုင်ရောက်နေမြန်ထင်မှတလားပါပဲအဲ့တော့ဂူသခင်ကြီးရဲ့တပည့်တွေကလည်းဆရာတော်ကိုရေးဆေးဖို့ထမ်းခေါ်သွားကြပါလိမ့်အဲ့ဒီမှာဂူသခင်မကဆရာတော်ရဲ့သားကိုစားဖို့ဒီနေ့တော့နည်းနည်းနောက်ကျနေဖြစ်တာကြောင့်နောက်နေ့မနက်မှစောစောထစားကြဖို့တ냐လောင်နှက်ထားဖို့ကိုအကြံပေးလိုက်ပါလိမ့်ဘေးနာကိုလို့တော်မဟုရမေခွေးမှာချောချောလေးကလည်းဟုတ်မှန်ကြောင်းဝင်ရောက်ထောက်ခံတဲ့အခါ ကုသခင်မကအဲ့ဒီကိုတော်လုတ်ကိုလုတ်တော်မင်းကလေးကိုများဆောင်းတစ်ချက်ပြစ်ထိုးလိုက်ပါလေ။အဲ့ချိန်မှာကုသခင်ကြီးကသူမိမပြောသလိုပဲလှုပ်ကြမယ်လေဆိုပြီးတော့ဆရာတော်ကိုတညအနှံ့ထားလိုက်ပါတော့တယ်။အဲ့ဒီမှာတပည့်တယောက်ကပြေးဝင်လာပြီးတော့အပြင်မှာလည်းနောက်ထပ်ဘုန်းကြီးနှစ်ပါးထိုင်ရောက်နေကြောင်းကိုသတင်းလာပို့ခဲ့ပါလေ။သူတို့နေရာမှာအပြင်မှာသူတို့ဆရာတော်ကိုသူတို့ကိုပြန်ပေးဖို့အော်ဟစ်နေကြကြောင်းလာပြီးတော့သတင်းလာပို့တာပါ။ဆရာတော်ကတော့ဝေစားမလုံးမချုံနဲ့ကောင်းမလေးကအရှိရက်ကဆရာတော်လားဆိုပြီးတော့ပတ်လိုက်နေတာကြောင့်ဝါးပင်လေးတပင်းမှာပတ်ပြေးနေခဲ့ပါလေ။ အဲ့ဒီမြေဝေးမိစာမဟူရမကသူနဲ့အတူတသလုံးနေမယ်ဆိုပါကအသက်ဘေးမှာလွတ်အောင်ကာကွယ်ပေးမှာဖြစ်ပါကြောင်းပြောပြရင်နေဆရာတော်ကိုလိုက်ဖက်နေခဲ့တာပါဆရာတော်ကဖက်မခံပဲရှောင်လိုက်တာတော့မိစာမသာချော်လဲပြီးတော့စိတ်တူကဆရာတော်ကိုဘယ်လိုကြောင်ကြောင်ကောင်းလဲဆိုပြီးတော့အားမလို့အားမရကြိတ်နိုင်ခဲမရဘာမှမရရဖြစ်နေခဲ့ပါလေဆရာတော်ကလည်းတစ်ဖက်ကိုမျက်နှာလွှဲလိုက်ပြီးတော့ဟောမီတော်ဖော်လို့ဆိုကဗုဒ္ဓကိုသာတိုင်တယ်နေပါတော့တယ်မဟူရမြေကွေးကသူ့ကိုသူမူလပုံတိုင်းဖန်ဆင်းလိုက်ပြီးတော့ သူ့ကိုတစ်ချက်လေးဆောင်းခဲကြည့်ပါအောင်ဆိုပြီးတော့ဆရာတော်ကိုပြောနေခဲ့ပါလေဆရာတော်ကလှည့်ကြည့်လိုက်တဲ့အခါမှာတော့မြေခွေးမျက်နှာနဲ့မှလန့်သွားချိန်မှာမဟူယာမြေခွေးကသူ့ကိုမှတ်မိပြီလားလို့မေးပြီးတော့သူဟာဆရာတော်ရဲ့တပည့်ဆုံးဦးခုံးကိုတတ်လိုက်တဲ့အယိုးဖြူမိစ္ဆာမြေခွေးလူယုံတော်နောက်လိုက်စစ်သေးနာပရိချုပ်အမလီဟဲ့မဟူယာမြေခွေးမိုက်တာဖြစ်ကြောင်းကိုပြောပြခဲ့ပါလေဆရာတော်ကမှတ်မိမလားပဲဖြစ်နေတာကြောင့်ဆရာတော်ရဲ့တပည့်ဆုံးဦးခုံးကိုတတ်လိုက်တဲ့သူမိမနဲ့ရောက်ခမတွေကိုရောမှတ်မိသေးလားဆိုပြီးမေးတော့မှ အာအာအာဆိုပြီးတော့တအာအာနဲ့ပြန်လဲသတိရသွားကတကယ်တော့ဇုံးဝူခုံတတ်လိုက်တဲ့လူ၃ယောက်လူတွေမဟုတ်ပဲမိစ္ဆာတွေမှန်းကိုမဟုရမြေကွေးပြောပြတော့မှဆရာတော်လည်းပြန်ပြီးတော့ယုံကြည်သွားခဲ့ပါတော့တယ်တို့ရဲ့သခင်မကတို့ကိုပုံစံပြောင်းပေးရတာဖြစ်ကြောင်းပြောပြလိုက်တော့မှအောင်မလေးငါမှပါပေးပေါ်လားဆိုပြီးတော့ဇုံးဝူခုံနေထုတ်လိုက်ခြင်းဟာသူမသွားမှန်းသိကအခုမှပဲခေါင်းငိုက်ဆိုင်ကြကြေကွဲရပါတော့တယ်အိမ်မှာမခုရမြေကွေးကပဲဆက်ပြီးတော့ဒါတွေကိုတာမန်လူတွေရဲ့မျက်စိနဲ့မမြင်နိုင်အောင်မသိပဲ ။တကုံးချင်းစုံခုံကြီးကိုမောင်းထုတ်လိုက်တဲ့အခါအခုချိန်မှာကဲမဲ့သူမရှိတော့တောင်ပြောကဟဟပပရီမောနေခဲ့ပါလေ။တန်ဆန်းကိုရောအမူယာမေခွေးရဲ့စကားကိုနာကျင်ကြေးကွဲစွာခံစားရတဲ့ခေါင်းကိုက်ဆိုင်ချနေချိန်မှာပဲမဟူယာမေခွေးကတန်ဆန်းကိုချိန်ဆွဲထားလိုက်ကြဖို့အမိန်ပေးလိုက်ပါလေ။တပည့်တွေကချိန်ကြမယ်ဟေးလို့ညာတန်ပေးကထွက်သွားချိန်မှာတော့မနိုင်ပြန်မနဲ့စောစောမှဘုံကြီးသားစားကြတော့ပို့ဆိုပြီးတော့သူလည်းထွက်သွားခဲ့ပါလေ။ပါကျဲတဲ့စာအုပ်ကျင်းတို့ကတော့အနီးနားဘဝင်းကျင်ထံဆရာတို့ကိုလိုက်လံရှာဖွေနေပါလေ။ ရှားဖွေနေစင်မှာပဲမသိငါးစရာမြေဝေးအုပ်စုကိုတွေးလိုက်တာကြောင့်ပါကျင်းနဲ့စားဟုချင်းတို့ဟာလိုင်လံတိုက်ခိုက်ခဲ့ကြပါတော့တယ်။ပါကျင်းကလည်းသူ့ရဲ့ထွန်ချီကြီးနဲ့မြေခွေးတွေကိုလိုက်ကျုံနေတယ်လို့စားဟုချင်းကလည်းသူ့ရဲ့ဂေါ်ပြားဆွမ်းတွေကိုလိုက်ပြီးတော့ပြနေခဲ့ပါတယ်။နှစ်ယောက်နဲ့အဖွဲလိုက်တိုက်ပွဲဟာတစ်ဖက်သက်ဆန်နေပေမဲ့လည်းအလိုမဲ့ပြင်းထန်နေခဲ့တာပါ။မြေပေါ်မှာတိုက်ခိုက်နေတဲ့အတန်တွေကိုတွင်းထဲမှာချိန်ဆွဲခံရတယ်ဆရာတော်ကကြားနေရပြီးတော့ပါကျင်းနဲ့စားဟုချင်းတို့ရဲ့တိုက်ပွဲအော်တန်တွေကိုလည်းကြားနေရပါတယ်။ ိုင်တော်မှာဆုံးဂုံကိုသူမားခဲ့ပြီဖြစ်ကြောင်းစိတ်ထဲကနေတောင်းပန်နေခဲ့တော့တာပါ။နောင်လဲအဲ့လိုပဲထပ်ပြီးတော့မောင်းအောင်မလို့နောင်မားမာတွေအတွက်လည်းကြိုပြီးတော့တောင်းပန်နေပါတယ်။စတာပါ။ဆိုတော့မြေခွေးနေရာအခြေအနေမှန်မှန်သိတာကြောင့်တွင်းထဲကိုပြန်ဝင်သွားတဲ့အခါမှာအေးမလောက်စားရီဆိုပြီးတော့စိန်ခေါ်တဲ့အခါမှာပါကျဲကမင်းရဲ့ဖိုးဖိုးကြီးပါကျဲကဆရာတော်ကိုပြန်လုပေးဖို့အမိန်ပေးနေတယ်ငါတို့ဆရာတော်ငါတို့ပြန်ပြီးလို့အော်ဒီကေပြန်ပါလေ။သွားကြညက်နေတဲ့ဆရာတော်ရဲ့အသားဘက်ကလေးတော်မထုတ်ရသေးတော့ပြန်អော်ပြောလိုက်ပါလေ။ ။စာအုပ်ချင်းကတော့ညီလေးချတာချပြီးတော့ဆိုပြီးတော့တွန်းအားပေးကနှစ်ယောက်တယောက်ဝိုင်းပြီးတော့ဂျုံကြပါတော့တယ်။ဂူအောင်ထဲမှာတော့ဂူသခင်မဆရာရဲနားကိုရောက်လာပြီးတော့ထန်ဆန်းသူမရဲ့ခမီးတော်ကိုဒီသက်ပြန်တွေ့ခွင့်မရလို့ရှင်ဒီဘဝအသက်မရှင်နေတာကမှကောင်းသေးကြောင်ဆရာတော်ကိုငိုချင်းချပြနေပါတယ်။ဆရာတော်ကလည်းမင်းသမီးကိုစိတ်ညစ်မနေဖို့နဲ့တကယ်လို့သူ့ကိုသာကယ်နိုင်မယ်ဆိုရင်မင်းသမီးလေးကိုဖားခင်ရှိရာကောချံပြည်နယ်ကိုရောက်တဲ့အခါတရင်စကားပါပြီးဖြစ်ကြောင်းကုံစင်ပြောပြမှာဖြစ်တာကြောင့်ဖခင်ပြည်သူစီပြောင်းနိုင်မှာဖြစ်ကြောင်းကိုပြန်ပြောနေပါလေ မေသမီးကထန်ဆန်းကိုတော့လွတ်ပြီးတော့သူမရဲ့ဖခင်အတွက်စားဆောင်ကိုဖုန်းကြီးကြုံပေးလိုက်ပါတယ်။နောက်တော့မေသမီးကပဲဥဆောင်လမ်းပြပြီးတော့ဆရာတော်ကိုခေါ်သွားခဲ့ပါတယ်။မြေပြင်ပေါ်မှာတော့တိုက်ပွဲတွေကပြင်းထန်နေပြီးတော့မြေခွေးတကောင်ကသခင်မကြီးရင်မအောင်နေတောင်းသတင်းလာပို့နေပါတယ်။ကုသခင်ကလည်းတိုက်ပွဲကိုချက်ချင်းရပ်တန့်ကဒီချိန်တော့ဖုန်းကြီးကိုလွတ်ပေးလိုက်ကြဖို့ပြောပြီးတော့ကုသခင်မမေသမီးစီကိုမြန်သွားခဲ့ပါတယ်။ကုသခင်မစီရောက်တဲ့အခါမှာတော့ဆိုရင်ပူပန်စွာမေးတဲ့အခါမေသမီးကရင်ဘတ်တွေတစ်ချိန်လုံးအောင့်ပြီး အသက်ရှူမဝသူတို့ဖြစ်နေတာကြောင့်နာနေတယ်ဆိုပြီးတော့လဲနေပါတယ်။ကုသခင်မိစ္ဆာသူ့ရဲ့ပါဇက်ထဲကရွှေတလုံးကိုထုတ်ပြီးတော့မိသမီးကိုသူကုသပေးမှဖြစ်ကြောင်းပြောကကြာဆိုပြီးတော့သူမိမယောဂါတွေကိုရွှေတလုံးနဲ့ဆုပ်ယူပစ်လိုက်ပါတယ်။နောက်တော့မိသမီးကိုတတ်တာသွားပြီလားလို့မေးတဲ့အခါမိသမီးကခေါင်းငိတ်ပြီးတော့ပြုံးပြလိုက်ပါတယ်။မိသမီးကဆက်ပြီးတော့ဒီလိုခဏခဏကုသနေုံနဲ့သူမဟာမူလာတိုင်းပြန်ကောင်းမလာနိုင်ကြောင်းသူမကကုသခင်အတွက်ဝင်တော့ဝင်ဖို့ဖြစ်နေမှာကိုဆိုအိမီနေအကြောင်းပြောတဲ့အခါကုသခင်ကမစိုးရင်ဖို့ပြောလိုက်ပြီးတော့ ။ထန်ကိုရောရဲ့အသားကိုသာဆွဲစားပလိုက်လို့ရှိရင်မင်းသမီးကမသိမျိုးဖြစ်သွားမှာကြောင့်ယောဂါတွေအားလုံးကလည်းပျောက်ကင်းသွားလိမ့်မှာဖြစ်ကြောင်းအားပေးစကားပြောနေခဲ့ပါတယ်။သူတို့စကားပြောနေတော့မှတိတ်တိတ်ကလေးချောင်းနာထောင်နေတဲ့မဟူရမေကွေးကထွက်လာပြီးသူမကတော့မသိမျိုးဖြစ်မယ်လို့ထိမထားကြောင်းပြောလာခဲ့ပြီးတော့သူတို့စကားပြောနေတော့မှတိတ်တိတ်လေးချောင်းနာထောင်နေတဲ့မဟူရမေကွေးမကထွက်လာပြီးတော့သူမကတော့မသိမျိုးဖြစ်မယ်လို့ထိမထားကြောင်းပြောလာခဲ့ပြီးကိုယ်သခင်ကဘာကြောင့်လဲလို့မေးတဲ့အခါမှာတော့ထန်ဆန်းကိုတော်ကိုတယောက်ကလှုပ်ပေးလိုက်ပြီဖြစ်တာကြောင့်ဆိုပြီးတော့လာပြောခဲ့ပါတယ် အရိဘုံကြီးကိုလှုပ်ပေးလိုက်တဲ့သူကိုသိရင်ပြောပြဖို့နဲ့အမြန်ဖမ်းပြီးတော့ပြန်ခေါ်လာခဲ့ဖို့မိန်ပေးလိုက်ပါတယ်။ကုသခင်မင်းသမီးကဘုံကြီးကိုလှုပ်ပေးလိုက်တာသူမဖြစ်ကြောင်ရုတ်တရက်ထပြီးတော့ပြောလိုက်တာကြောင့်ကုသခင်ကြီးကအံ့ဩထိတ်လန့်မင်းသားဆိုးအားက၅စက္ကန့်လောက်ရပ်တန့်သွားပါတယ်။မူယာမြေခွေးကသခင်မလေးလှုပ်ပေးလိုက်တဲ့အကြောင်းရင်းကဆိုပြီးတော့နောက်တရက်ထက်ကျက်နေတာကြောင့်မင်းသမီးကအော်ထုတ်လိုက်သလိုကုသခင်ကြီးကလည်းထွက်သွားလိုက်ဖို့ပြောလိုက်တဲ့အတွက်မူယာမြေခွေးမှာဟွန့်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။ မေသမီးကသခင်ကြီးလို့ခေါ်ပြီးတော့ချော့လိုက်တဲ့ကကူသခင်ကြီးဟာစိတ်ကောင်းနေခဲ့ပါတယ်။မေသမီးကပဲဆက်ပြီးတော့သူမတို့ကိုချွေအောင်ချက်ဝတ်တစားဝတ်ထားတဲ့တကိုးရှင်တယောက်ကတပ်ဖို့စူးစားနေတဲ့အိမ်မက်ကိုမတ်နေခဲ့ရအကြောင်းကိုပြောပြနေခဲ့ပါတယ်။ကူသခင်ကြီးကဘလို့ချွေအောင်ချက်ဝတ်တစားလဲလို့မေးလိုက်တော့သူမငယ်စဉ်တုန်းကနန်းတော်ထဲမှာနေစဉ်ကလေးကတနေ့နေ့မှာလူကောင်းတယောက်နဲ့လက်ထပ်ခွင့်ရမယ်ဆိုရင်တောင်တော်မြတ်ဘော်ကိုတတ်ပြီးတော့နတ်မင်းတွေရဲ့ဆရာတော်ကိုကြောပါမယ်ဆိုပြီးတော့တိတ်စိတ်သစ္စာပြုထားခဲ့တာရှီချောင်းကိုပြောပြနေပါတယ်။ မင်းသမီးကဆက်ပြီးတော့စာသုံးနေသားကြာသွားခဲ့ပြီမိတ် ပေးထားတဲ့ကလေးကိုအခုထိအကောင်ထဲမဖော်နိုင်ခဲ့သေးကြောင်းဒါကြောင့်မလို့သူမသာမကတော့ပြစ်ခဲ့ရွေချက်ဝတ်တစားနဲ့သူကသူမကိုတတ်တော့မှာဖြစ်ကြောင်းကိုပြောလိုက်ပါလိမ့်သူမအသက်ရှင်ရှင်နေခြင်းသေးတာကြောင့်ထန်ဆန်းကိုတော့ဖမ်းထားခဲ့ချိန်မှာရွေချက်ဝတ်ကအပြစ်ပြောမှာကြောက်တဲ့အတွက်ထန်ဆန်းကလည်းဖုန်းကြီးပြစ်တာကြောင့်လွတ်ပေးခဲ့တာဖြစ်ကြောင်းပြောပြလိုက်သူသူမအသက်မခံဖို့အတွက်လှုပ်လိုက်ရသလိုခွင်းလို့ပေးစီခြင်းကြောင့်လည်းပြောလိုက်ပါတော့လေဆရာတော်ကိုလွတ်ပေးမှာသူမရဲ့တစ္ဆာကရိယာဒီမဲမှာဖြစ်တဲ့အတွက် သူမကိုခွင်းလို့ဖို့ထထကိုတောင်းပန်နေခဲ့ပါတယ်။ကုသခင်ကြီးကလည်းထန်ကိုရောရဲ့သားကိုမစားဘဲဘလို့အသက်ရှင်မသိမျိုးဖြစ်နိုင်ပါလဲဆိုပြီးတော့မေးတဲ့အခါမင်းသမီးကထန်ဆန်းကိုရောရဲ့အသားကိုသူမကစားမိခဲ့ရင်အသက်ရှိတာကတပိုင်းအသက်ခံနိုင်တာကတပိုင်းဖြစ်တာကြောင့်တိုးပြီးတော့ထူလာစရာအကြောင်းမရှိတောင်းကိုကုသခင်ကြီးကိုပြောပြနေပါတယ်။အဲလိုနဲ့ကုသခင်ကြီးကမြေပြင်ပေါ်ကိုတက်သွားပြီးတော့သူဟာကြောက်လို့ရှော်ပေးခဲ့တာမဟုတ်ကြောင်းနဲ့သူမိမရဲ့ဆန္ဒရဆရာတော်ကိုလှုပ်ပေးခဲ့တာသာဖြစ်ကြောင်းပြောပြီးတော့ဆရာတော်ကထွက်သွားပြီဖြစ်တာကြောင့်သွားပြီးတော့ရှာဖွေကြဖို့ပြောလိုက်ပါတယ် ။ဟေးနောက်တစ်ခါသူ့ရဲ့ပိုင်နယ်တဲကိုထောက်လာမယ်ဆိုတော့အခုလိုမျိုးထပ်ပြီးတော့လှုပ်ပြီးတော့မှမှုတ်ချောင်းပြောပြလိုက်ပါလေ။အဲ့လိုနဲ့ပါချင်းနဲ့ဇာဟုချင်းတို့ကလည်းဆရာတော်ကိုဗမာရှားမှလည်းဆိုပြီးတော့လိုက်လံရှားပွေနေခဲ့ပြန်။ဇာဟုချင်းတို့ကဝမ်းသာပျော်ရွှင်သွားကြပါတော့တယ်။ဒီလိုနဲ့ဆရာတော်တို့ကခီးဆက်ခဲ့ပြီးတော့ကောချမ်းပြည်နယ်ကိုရောက်တဲ့အခါမှာသမီးပိုင်ဝါရွှင်ရဲ့ဖခင်ဘင်ကြီးထံသွားပြီးတော့အကျိုးအကြောင်းကိုပြောပြကာမင်းသမီးရဲ့ပလဲစရုနဲ့စာကူပေးလိုက်ပါလိမ့်။ဘင်ကြီးကလည်းလွန်ခဲ့တဲ့73နှစ်ခရက်ကနောက်ဆုံးတွေ့ခဲ့ရပြီးတော့ဘူတပြင်းလိုက်လံရှာဖွေခဲ့ကြပြီမဲ့ မျက်စိလဲလမ်းမကြီးပြန်မလာတော့ပဲတစ်သလုံးမတွေ့ရတော့ဘူးလို့ထင်ထားခဲ့တာဖြစ်ချောင်းကိုပြောပြနေပါလေမိစားကဖမ်းပြီးတော့မရပြုထားမှာကိုဘသူမှမတွေးမိခဲ့ကြောင်းအခုမှသူ့ရဲ့သမီးတော်ကိုပြန်ခေါ်ဖို့နဲ့မိစားကိုဖမ်းဖို့ဘယ်သူကများစစ်တပ်ကိုဥဆောင်ကပကံလုံးတောင်ကိုသွားနိုင်မှာလဲလို့မေးလိုက်ပါလေနေပါလေအိုက်ခမင်းကြီးကလည်းသူ့ရဲ့စစ်တပ်ကိုဥဆောင်ပြီးတော့မိစားကိုနှိမ်နှင်းပေးဖို့ဒန်ဆန်းကိုတော်ကိုတောင်းဆိုလိုက်ပြီးတော့သူနဲ့သွေးတောင်ကြီးကိုဖွဲ့ကာ ဌီနံတဝက်ကိုလည်းပေးရမှာဖြစ်တယ်လို့ငွေကြေးဂုံဒရတ်တွေကိုလည်းတဝက်ခွဲပေးမှာဖြစ်ကြောင်းကတိတွေပေးနေခဲ့ပါတယ်။ဆရာတော်ကလည်းသူမာရီလိုဦးဆောင်နိုင်တဲ့အစွမ်းမရှိကြောင်းပြောတဲ့အခါဘီအန်ဂျီကအဲ့လိုဦးမဆောင်နိုင်မဲ့အနောက်ဘက်ကိုဘလို့လောက်ပြီးတော့ကျန်းစာသွားပေးမှာလဲလို့စောရကတက်နေခဲ့ပါတယ်။ဒန်ဆန်းကိုတော့ကသူတယောက်တည်းဒီနာရီရောက်လာနိုင်ဖို့ဆိုတာကအလွန်ပဲခိန်းလာကြောင်းသူ့ကိုဒီနာရီရောက်ခေါ်လာခဲ့တဲ့တပည့်နှစ်ယောက်အပေါ်မှာတော့မှအကျွေးတွေဆက်ရအောင်မှဖြစ်တဲ့အကြောင်းဘီအန်ဂျီကိုပြောပြနေပါတယ်။ ဘီအန်ဂျီကဒီလိုဆိုရင်တော့ဖြင့်အဲ့တပည့်နှစ်ယောက်နဲ့မိတ်ဆက်ပေးဖို့စင်ခေါ်ပေးပါလားဆိုပြီးတော့တောင်းဆိုလိုက်ပါလေအဲ့တော့မှထန်ဆန်းကိုတော့ကသူ့ကိုမြင်ပြီးတော့သူ့ရဲ့တပည့်တွေကိုသူ့လိုမျိုးချောချောလေးလိုထင်မနေစေချင်ကြောင်းသူ့ရဲ့တပည့်တွေကရုပ်ရင်ကြမ်းတမ်းလွန်းလာကြအောင်အရှင်မင်းကြီးမြင်လန့်သွားမှဆိုရင်လည်းတော့သတိပေးနေရခြင်းဖြစ်ကြောင်းကိုပြောပြနေပါလေဘီအန်ဂျီကသူကလည်းဘီရင်တပားဖြစ်တာကြောင့်ရုပ်ဆိုးရုံလောင်းနေတော့ထိတ်လန့်မဲ့သူမဟုတ်တဲ့တော့တပည့်တွေကိုစင်ခေါ်ဖို့ဈေးခိုင်းလိုက်ပါလေသူတယောက်မှမရှိခဲ့ပဲဖြစ်နေခဲ့ပါလေနိုင်တော်ခမ်းမဆောင်တဲ့ရောက်တဲ့အခါစာအုပ်ချင်းနဲ့ပါကျဲတို့က သူတို့ကိုသူတို့မိတ်ဆက်ပေးလိုက်တဲ့အခါမှာနန်းတော်ခမ်းမှာတစ်ခုလုံးမှလည်းမင်းကြီးတယောက်တည်းကသာထိတ်လန့်သွားခဲ့တာကြောင့်ထန်ဆန်းကိုတော်ကအချိန်သတိသာမပေးထားခင်သူဟာသေသွားနိုင်ကြောင်ဘုရင်ကြီးကပြောနေခဲ့ပါလေမင်းကြီးကသူဟာအမှန်တကယ်ထိတ်လန့်ခဲ့တာဖြစ်ပြီးတော့အာနာလို့ထိတ်လန့်ခဲ့တာမဟုတ်ကြောင်ထပ်ပြီးတော့ရှင်းပြနေပါလေပါကြီးကသူတို့ကိုစင်ခေါ်ပြီးတော့တောက်စရာစားစရာတွေနဲ့ဧကံပါလားဆိုပြီးတော့ဝမ်းသာနေကြောင်ဘုရင်ကြီးကိုရှောက်တင်ကပြောနေပါလေဘုရင်ကြီးကအစားအသောက်တွေအကြောင်းကိုမကြားရင်ဆောင်ပြီးတော့ ဘာကျဲတဲ့စာအုပ်ချင်းကဘသူကစစ်တပ်ကိုဥဆောင်ပေးမှလဲဆိုပြီးတော့မေးနေခဲ့ပါတယ်။စာအုပ်ချင်းကရှေးမင်းကြီးဆိုပြီးတော့ရှေးတိုးမင်းကြီးကဘာကျဲကိုခန္ဓာကိုယ်ကြီးကြီးပြောင်းဖန်ဆင်းပြဖို့ပြောတဲ့အခါဘာကျဲကနန်းတော်အမိုးဟာနှိမ်လွန်းတာကြောင့်အပြင်ထွက်ပြီးတော့ပုံစံပြောင်းပြဖို့အားလုံးကိုပြင်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဘရင်ကြီးကလည်းခလေးလေးလိုပြောရွှင်ပြီးတော့အပြင်ကိုထွက်ကြည့်ခဲ့ပါတယ်။အပြင်ရောက်တဲ့အခါဘာကျဲကကောင်းငင်ကြီးအောင်ဖန်ဆင်းပြလိုက်တဲ့အခါမှာတော့မင်းကြီးကလိုင်းကိစ္စကိုမေ့သွားလောင်အံ့ဩသွားရပါတယ်။ မင်းကြီးကပါကျဲကိုဘလောက်ထိကြီးပြီးတော့မှရက်မလဲလို့မေးနေပါလေ။ပါကျဲကလည်းကောင်းငင်ကြီးချိုက်သွားတဲ့ထီတောင်သူကဖန်ဆင်းနိုင်အောင်ပြောပြတဲ့အခါဘီရင်ကြီးကမော်ဆွမ်းနေရက်လိုက်ဖို့မနေတားယူလိုက်ရပါလေ။ပါကျဲကဘီရင်ကြီးရဲ့တောင်းဆိုချက်ကြောင့်သူကိုယ်သူပုံမှန်ရွယ်ရအောင်ပြန်သေးလိုက်ပါလေ။ဘီရင်ကြီးကတလောက်ဆိုတော့မိစားကိုနှိမ်နေနိုင်လောက်မှာပါလို့ပြောနေတော့မှာပဲ။ပါကျဲကတိန်ကိုဖန်ဆင်းကကောင်းငင်ကိုပြန်ပြခဲ့ပါလေ။စာအုပ်ချင်းကလည်းပါကျဲကိုကူညီဖို့လိုက်သွားမယ်လို့ဆရာတော်ကိုခွင်တောင်းကလိုက်သွားခဲ့ပါလေ။ ဒီလိုနဲ့ပါကျဲတို့ပကံလုံးတောင်ရောက်တဲ့အခါမြေခွေးမိစားကူသခင်ကပါကျဲတို့ကိုတေးချင်တာကြောင့်ထတ်လာနေရလားဆိုပြီးတော့မေးနေခဲ့ပါတယ်။ပါကျဲကလည်းဝိယုံဝါမြေခွေးမိစားကိုပါကြောင့်ပိုင်ဝါဆွန်းကိုအတ္တမသိမ့်ပိုက်ထားတယ်လေလို့မေးလိုက်ပါတယ်။ပါကျဲကဝိယုံလွာမြေခွေးမိစားကိုပိုင်ဝါဆွန်းကိုကူချက်ချင်းပြန်လို့ပေးဖို့မိန်ပေးလိုက်ပါတယ်။ဒါနောက်မဲ့ကူသခင်နဲ့ပါကျဲတို့နှစ်ယောက်ကနောက်တစ်ချိန်ထပ်ပြီးတော့တိုက်ခိုက်ကြပြန်ပါတယ်။ပါကျဲတို့နဲ့ထူပါလာတဲ့တပ်သားတွေနဲ့မြေခွေးမိစားဝိယုံဝါရဲ့နောက်လိုက်တို့ကလည်းတိုက်ခိုက်နေခဲ့ကြပါပြီ။ နောက်ဆုံးမှာပါကျဲကထွက်ပြေးသွားသလိုစာအုပ်ချင်းကလည်းဂူသခင်စီမှာဖမ်းဆီးခံလိုက်ရပါတယ်။ဂူသခင်ကပိုင်ဝါရှမ်းသူ့ရဲ့ဂူထဲမှာရှိနေတာကိုဘယ်သူကပြောပြလိုက်တာလဲဆိုပြီးတော့စာအုပ်ချင်းကိုမေးနေခဲ့ပါတယ်။နောက်ပြီးတော့လည်းဂူသခင်ကဘလို့လူမျိုးကမင်းသမီးလေးကိုကဲတင်ခိုင်းနေရလဲလို့မေးနေခဲ့တာပါ။မျက်နှာကိုမီးနဲ့ရှို့ပြီးဘသူကသတင်းပေးတာလဲလို့မေးနေတော့မှာပဲ။မဟူရာကရောက်လာပြီးတော့ဘသူကသတင်းပေးတာလဲဆိုတာမေးနေရလားလို့ဂူသခင်မိစားကိုမေးလိုက်ပါတယ်။အချင်းချင်းကိုမေးပြီးတော့မဖြစ်ရင်တပြည့်မယ်လို့ပြောပြီးဓာတ်နဲ့ရွဲတဲ့ကစာအုပ်ချင်းက ဒီကိစ္စမှာမင်းသမီးကအပြစ်မရှိကြောင်းကိုဝင်ပြောခဲ့ပါတယ်။စာအုပ်ချင်းကပဲဆက်ပြီးတော့ကောချန်တိုင်းမျိုးကိုရောက်တဲ့အခါစုံစမ်းကိန်းနဲ့သိရှိသွားတာကြောင့်တရင်ပေါက်ကြားသွားခြင်းသာဖြစ်ကြောင်းကိုခါမင်းသမီးလေးကဂျေဇူးတိမ်ပြီးတော့သူ့ကိုလက်ထပ်ခဲ့တာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဘီအန်ဒီကသမီးတော်ဘာကြောင့်မခေါ်ခဲ့လဲလို့မေးတဲ့အခါအဲတုန်းကကြားကမင်းသမီးလေးရဲ့ပလဲစရိုးကိုကိုက်ကြည့်ပြီးတော့ထွက်ပြေးသွားကြောင်းလီဆယ်ကပြောပြလိုက်ပါတယ်။ခုချိန်မှာအဲ့ဒီကြားမိတ်ဆာကခီးသွားသွင်းကအခုနန်းတော်တွေကိုရောက်နေတဲ့ဖုန်းကြီးသာဖြစ်ကြောင်းကိုပြောလိုက်တဲ့အခါမှာတော့အားလုံးဟာ ထန်ဆန်းကိုတော်ထိတ်လိုက်ပြီးတော့ထွက်ပြေးခဲ့ကြပါပြီ။တမတ်လိုသူကိုသူပြောတဲ့သူကထန်ဆန်းကိုတော်ကြားမိတ်စာလို့ဆွဆွဲကတအားကိုထုတ်ပြီးတော့ခုံမယ်ဟန်ပြင်းနေပါလေ။နောက်တော့တမတ်ဆိုသူကထန်ဆန်းကိုတော်သတိလစ်စီကကြားသွင်းဖန်ဆင်းပေးလိုက်တဲ့တော့နန်းတော်တွေကလူတွေအားလုံးကလည်းထိတ်လန့်စွာထွက်ပြေးနေကြပါပြီ။ဇရာတော်ကကြားသွင်းပြောင်းပြီးတော့တမတ်ကိုသာလူတွေကထောက်ခံနေကြကြောင်းလူတွေအားလုံးကဒီလိုပြောနေကြပါလေ။ဒါရီကုံလုံးကိုကြားသိနေတဲ့မင်းကလေးအော်ယန်ဟာမင်းကလေးတယောက်တွင်ဖန်ဆင်းပြီးတော့မူးယစ်နေတဲ့တမတ်ဆိုသူရဲ့အနာကိုသွားကား ိတ်စာဝါအသွင်ကိုပြောင်းလဲသွားခဲ့ပါလေကုသခင်ဟာအော်ယန်ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့သူ့ကိုဘာကြောင့်လှုပ်ကြံတာလဲလို့မေးတဲ့အခါအော်ယန်ကမဖြေခဲ့ပဲအေးနေကမြင်းသွင်းပြန်ပြောင်းခဲ့ရပါလေအဲဒီအချိန်မှာပါကျဲပြန်လာတာကြောင့်အော်ယန်ကပါကျဲကိုလန့်ခေါ်တော့ပါကျဲကအခုမှစကားထပြောရသလားဟာဆိုပြီးတော့အန်အုံးနေခဲ့ပါလေမြေကလေးအော်ယန်ကဆက်ပြီးတော့ဘာကြောင့်တယောက်တည်းပြန်လာလဲလို့မေးတဲ့အခါကုသခင်မိစ္ဆာဝါကိုမနိုင်ခဲ့ကြပဲစာအုပ်ချင်းလည်းဖမ်းခံခဲ့ရတဲ့အကြောင်းပြောပြတဲ့အခါအော်ယန်ကလည်း ဘူသခင်ရဲ့စွမ်းကြောင့်ဇာတော်ဟာကြားပွားရောက်ပြီးချုပ်ထဲမှာအဖမ်းခံခဲ့ရတယ်လို့ပြောပြလိုက်တော့ပါကြီးကလည်းဘလို့လောက်ကြမလဲဆိုတော့အကြံအိုက်သွားခဲ့ပါတော့တယ်။ဇာတော်ကိုကဲတင်တင်ကြောင်းနောက်မှဝူကျင်းကိုကဲတင်ကြောင်းနေပြောတဲ့အခါပါကြီးကသူလည်းသူ့ကိုပြန်မယ်ဆိုပြီးတော့အော်ရန်ကိုလည်းနောက်ပင်လေးကိုပြန်ပြီးတော့ငကားပြန်လို့တော့ဖို့ပြောနေခဲ့ပါတယ်။အော်ရန်ပါကြီးကိုဆွဲထားလိုက်ပြီးတော့ဒီလိုတော့ထွက်ပြေးမသွားသင့်ကြောင်းပြောတဲ့အခါပါကြီးကသူတို့နှစ်ယောက်စလုံးမကယ်နိုင်တဲ့အခြေအနေမျိုးလို့ပြန်ကြအောင်ကလွဲပြီးတော့ပါမမတက်နိုင်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။ ိုက်တော့မှအော်ရန်ကပန်းမာလာတောင်ကိုသွားပြီးတော့ဝူခုံးကိုအကူကြီးတောင်းဖို့ကြံပေးတဲ့အခါပါကျဲကတော့ညင်းဆန်လိုက်ပါတယ်။ဇာရောကဆုံးပြထားခဲ့တာဆုံးခုံးကလိုက်ပါမလားလို့မေးတဲ့အခါမှာတော့ဖြောင်းမှန်မှန်ကန်တဲ့ဆုံးခုံးကပါကျဲခေါ်ရင်လိုက်လာမှာဖြစ်ကြောင်းပြောပြလိုက်တဲ့တော့ပါကျဲကလက်ခံပြီးတော့သူ့ရဲ့အကူကြီးဆုံးခုံးရှိရာပန်းမာလာတောင်ကိုရောက်လာခဲ့ပါတော့တယ်။ပန်းမာလာတောင်မှာတော့နှစ်ပေါင်း900နီးမှပြန်လာခဲ့တဲ့ပုံမြင်တဲ့ဘရင်ကြီးကိုမြောင်များအားလုံးကပျော်ရွှင်သွားတဲ့လက်ခံထားခဲ့ပါတယ်။ ဘာကျဲကရောက်လာပြီးတော့ဘယင်ဖြစ်နေစုံကုံကိုရိုသေပေးတဲ့ခါစုံကုံကလည်းအဲအဲ့တချိုးကောင်ဖမ်းလာခဲ့တဲ့ဆိုပြီးတော့မြောက်တွေအမိန်ပေးလိုက်ပါလေမြောက်တွေကလည်းဘာကျဲကိုချီမလာပြီးတော့ဥကုံရှိရောက်တဲ့ခါမြေကြီးမှာဝုတ်ပြီးတော့ဥညော့ခိုင်းတာပါလေပလိမမထိုင်နေတဲ့ဘယင်ကြီးစုံကုံကဘာကျဲကိုမသိကြအောင်ဆောင်ပြီးတော့လူစိမ့်ရောက်လာတဲ့ကိစ္စကိုရှောက်တင်စေလို့ပြောလိုက်တဲ့ခါဘာကျဲကမတွေ့ရတာရပ်ပိုင်းတွင်းမှာမြင်းသိမ်းဘယင်ကများမောက်မာလာကြည်လားဆိုတော့မခံနိုင်အောင်ပြန်ပြောနေပါတော့တယ် အဲ့တော့မှအော်ပါကျဲပဲဆိုပြီးတော့ပါကျဲကလည်းအကိုကြီးဆိုပြီးတော့ပြီးဖတ်ကြပါတော့တယ်။လိုင်းကိစ္စအောင်ဆုံးကောင်မေးလိုက်တဲ့အခါဆရာတော်ကသတိရလို့ခေါ်ခိုင်းလိုက်တာဖြစ်ကြောင်းပါကျဲကပြောလိုက်ပါတယ်။ဟဲ့ကောင်းငင်ကိုတိုင်တယ်ပြီးတော့အမိန့်စာနဲ့နေထုတ်ခဲ့တဲ့သူကသတိရတာဖြစ်နိုင်ပါမလားလို့မေးလိုက်တာကြောင့်ပါကျဲကတကယ်သူမလိမ်ဘူးဆိုတဲ့အကြောင်းကိုပြောပြနေပါတယ်။ဆရာတော်ကတလန်းလုံးဆုံးကောင်နာမည်ကသာပြောနေပြီးတော့ညံကောင်းကြောင်းတီးခန့်ကြောင်းလိန်ပါကြောင်းအားကိုရကြောင်းသူမခေါ်လဲထွက်သွားပြီးတော့သူပြန်ခေါ်တော့လဲလိုလိုလားလားပြန်လာတတ်တဲ့အကြောင်းကို တဖွားဖွားပြောနေတယ်လို့အိတ်နေနဲ့လဲစုံခုံးလို့တော်မှရောင်အော်နေတဲ့အကြောင်းကိုရွှီရွှမ်းပြီးတော့ပြောပြလိုက်ပါတယ်စုံခုံးကဒါဆိုလဲသူတောင်းမမအေးစေးစားတော့ပျော်ပါးကြီးမှသွားကြမယ်လေလို့ပြောပေမဲ့အပျော်ပါးစားတော့တောင်ကြီးမဆိုင်နိုင်တော့ပဲပါကြရအခုပဲသွားကြအောင်မအကူကြီးရေလို့ပြောနေခဲ့ပါတယ်စုံခုံးကလည်းနေရာနှံ့လိုက်ပြပြီးတော့မြောက်ကလေးတွေကအသီးနှံတွေနဲ့ဧည့်ခံနေခဲ့တာကြောင့်စားမိနေပါတယ်စုံခုံးကအေးစေးရှောက်လဲဖို့ပြောပေမဲ့ပါကြရဆရာတော်စိတ်ဆိုးမှဆိုးလို့ဆိုပြီးတော့မြန်မြန်ပြန်သွားဖို့ပဲပြောနေခဲ့တာပါ နောက်တော့ဇုံကုံကဆရာတော်ဘယ်နေရာမှာဘလို့ဒုက္ခတွေ့နေလဲဆိုတာအမှန်တိုင်းသာပြောစမ်းလို့ပါကျဲကိုမေးလိုက်တဲ့အခါပါကျဲကအကြောင်းစုံကိုရှင်းပြပေးလိုက်ပါတော့တယ်။အကြောင်းစုံသိသွားတဲ့ဇုံကုံဟာကဲကဲဆိုပြီးတော့ဒေါသထွက်သွားပြီးအဲ့ဒီမိစာကိုနှုတ်နှုတ်ဆင်းမို့အခုပဲသွားမယ်လို့ပြောလိုက်ကနှစ်ယောက်သားပကံလုံးကူစီကိုပြန်တန်းထွက်ခွာလာခဲ့ကြပါတော့တယ်။ပကံလုံးကူစီကိုရောက်တဲ့အခါမှာတော့ပိုင်ဝါနဲ့စာအုပ်ကျင်းတို့ကအတူတူပြေးထွက်လာခဲ့ကြပြီးတော့သူတို့နှစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲကောချံပြီးကိုထွက်သွားတဲ့မိစာပြန်ပြီးတော့ရောက်လာခဲ့တာကြောင့် ။ဇုံခုံကပါကျဲတို့နှစ်ယောက်လက်ထဲကိုမင်းသမီးကိုအပ်ပြီးတော့တေချာစောင့်ရှောက်ထားဖို့မှာခဲ့ပါလိမ့်။ဇုံခုံကတော့ပိုင်ဝိုင်းပုံစံအယောင်ဆောင်လိုက်ပြီးတော့သူ့ကိုစေးကူပေးပါအောင်လို့ပြောလိုက်တဲ့အခါမှာမိစ္ဆာဝါကသူ့ရဲ့ရွှေဓာတ်လုံးကိုထုတ်ပြီးတော့ကုသတဲ့အခါပိုင်ဝိုင်းဓာတ်လုံးကိုသူစားပြစေလို့ပြောလာခဲ့ပါလိမ့်။အဲ့ဒါကိုစားလိုက်ရင်မိစ္ဆာသွင်းပြောင်းသွားလိမ့်မယ်လို့ပြောတဲ့အခါပိုင်ဝိုင်းဓာတ်လုံးကိုအမြန်ယူစားပလိုက်ပြီးဇုံခုံပြေပြောင်းလဲသွားတဲ့အခါမှာတော့မိစ္ဆာဝါလည်းအန်အော့ထိတ်လန့်သွားခဲ့ရပါတော့တယ်။ နောက်တော့သူတို့နှစ်ယောက်ဟာအကျိတ်နဲ့တိုက်ခိုက်ကြုံးကြရင်မိစာဝါကဇုံခုံမန်းကိုတီးသွားခဲ့ပါလေ။ဘာကျဲကလည်းမဟူရမြေခွေးကိုအနိုင်ယူလိုက်နိုင်ခဲ့ပါလေ။တကယ်တမ်းမှာတော့မိစာဝါကောင်းငင်ဘုံကလာရောက်ခဲ့သူဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲကြောက်စိမ့်ဧကရိကပြန်ခေါ်နေတာကြောင့်ကောင်းငင်ဘုံပြန်သွားခဲ့ရသလိုဇုံခုံကလည်းမိစာဝါဓာတ်လုံးဆွမ်းနေဇရာတော်ကိုကြားပွားကနေဖုန်းကြီးဖြင့်ပြန်လဲပြီးတော့ဖန်ဆင်းပြောင်းလဲပေးခဲ့ပါလေ။စုံကုံကဆရာတော်ကိုပါကျင်းနဲ့ဝူချင်းစီအပ်ခဲ့ပြီးတော့ပြန်လှည့်ထွက်တော်မယ်လို့တဲ့အခါမှာဆရာတော်ကဝူခုံးလိုလမ်းပြီးတော့ခေါ်လိုက်တာကြောင့် ဇုံခုံကနောက်ပြန်လှည့်ကြည့်လိုက်ပြီးတော့ဆရာတစ်ပည့်နှစ်ယောက်ပြေးဖက်ကြကလွမ်းတယ်ရင်းနေပဲဒီဘိုင်းလေးကဒီညမှာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့နဲ့ဒီဆက်မှုကတလောက်ပါပဲနောက်နေ့မှာနောက်ထပ်တစ်ပိုင်းဆက်ပြီးတော့ကျွန်တော်တွေးကြပါမယ်ဆိုတော့ကျွန်တော် channel ကို subscribe လုပ်ပြီးနောက်အကောင့်လောက်နှိပ်ပြီးတော့စောင့်ကြည့်ကြပါအောင်ခင်ဗျာဒီမှာအချိန်ပေးပြီးတော့အစားကနေဆုံးနေလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့ပရိသတ်ရောက်ချင်းဒီတိုင်းနဲ့မြောက်ချေသူပေါင်းသူတော်ကောင်းတို့လည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်ဘူးပါ